အားလုံးပဲမင်္ဂလာပါရှင်။ Let's talk the new channel ကနေကြိုဆိုလိုက်ပါရရှင်။ဒီသတင်းကတော့သူရဲကောင်းကရှိသူပြိတက်တွေအတွက်တော့စိတ်ကောင်းစရာသတင်းပါ။ကမ္ဘာကျော်ပါရင်ဂျာဇလန်တွေကိုဖန်တီးဖို့အတွက်မူရင်းစိတ်ကိုစိတ်တန်းတွေကိုပေးခဲ့တဲ့ဂျပန်နိုင်ငံရဲ့အထင်ကရားစီရီရှိကြီးဟာနှစ်ပေါင်း50ကြာမြင့်ပြီးနောက်မှာအဆုံးတတ်တော့မယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ဘာစီရီရဲ့ဘာကြောင့် ဆယ်စုနှစ်များစွာကြာတဲ့အထိရက်တည်နိုင်ခဲ့ပြီးမှရန်နာဖို့ဆုံးဖြတ်ခဲ့ကြရတာလေဒီဂျပန်စီးရီးကိုဂျပန်နိုင်ငံမှာစူပါဆန်တိုင်းလို့နာမည်ကြီးပြီးအတော်လေးထင်ရှားပါတယ်1995ခုနှစ်မှာဟီမီစုဆန်တိုင်းဂေါ်ရန်ဂျာနဲ့စတင်ခဲ့ပြီးအရာမျိုးမျိုးနဲ့သူရဲကောင်းတစ်ဖွဲ့ကအထူးပြုလုပ်ချက်တွေနဲ့ရန်သူတွေကိုတိုက်ခိုက်တဲ့ပုံစံမျိုးကိုနှစ်စင်မျိုးဆက်တဲ့တရုပ်ဆောင်တွေနဲ့ပြောင်းလဲဖန်တီးလာခဲ့တာပါ အခုဂျပန်ပါရိန်ဂျာဆက်လန်တွဲတကို49ခုမြအပိုင်းဖြစ်ပြသနေပါတယ်။နမေကိုတော့နမဝန်ဆန်တိုင်းကောစီကလို့ပေးထားပါတယ်။အဲ့ဒီဇလန်ပြီးဆုံးတာနဲ့စီးရီးတစ်ခုလုံးရပ်နာသွားမယ်လို့ဂျပန်သတင်းမီဒီယာတွေကဖော်ပြနေကြပါတယ်။အဲ့ဒီဇလန်တွေက2026ထဲမှာပြီးဆုံးမှာဖြစ်ပါတယ်။ ီလိုအဆုံးတတ်ဖို့ဆုံးဖြတ်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ငွေကြေးပြည်တနာလို့ဆိုပါတယ်။ဒီဇက်လန်တော့ရဲ့ထုတ်လုပ်မှုကုန်ကျစရိုက်တွေဟာအယုတ်ရောင်းအားရုပ်ရှင်နဲ့အခြားပွဲလန်းတပင်တွေကနေပြန်ရတဲ့ဝင်ငွေထက်ပိုများနေတဲ့အတွက်ကြောင့်လို့ထုတ်လုပ်ရေးနဲ့နှိဆက်သူတွေကိုကိုကားပြီးတည်င်းတွေကဖော်ပြနေပါတယ်။ဒီလိုအတော်လေးနမဲကျော်ပြီး နစ်ချေဇလန်တော်ကြီးတခုရက်တမ်းဖို့ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီးဂျပန်နဲ့ကမ္ဘာတလောကပြည်သက်တွေရဲ့အခြေအနေကဘယ်လိုရှိနေပါသလဲဒီသတင်းကြောင့်ဂျပန်ဖြောဖြေးလောကမှာတုံ့လုံမှုတွေဖြစ်ခဲ့ရပြီးပြည်သက်တွေနဲ့အမှုပညာရှင်ဟောင်းတွေကစိတ်ပြတ်ဝမ်းနေကြလူမှုကွန်ရက်တွေမှာရေးသားခဲ့ကြပါတယ် နမဲကြီးဂျပန်မင်းသမီးတဦးဖြစ်တဲ့ကီကိုကီတာကာဝါကညောင်လင်းချက်မဲ့ချင်လို့ကွန်မန့်ပေးခဲ့တယ်လို့စူပါဆန်တိုင်းတယောက်ဆောင်ဟောင်းတဦးဖြစ်တဲ့ယာဆူဟီဆာဖူရာဟာရာကတော့နှစ်90တိုင်အောင်ရက်တည်နိုင်ခဲ့တာကိုဂုဏ်ယူပါတယ်လို့ပြောဆိုခဲ့ပါတယ်ဒါပေမဲ့စူရီပိုင်ရှင်တိုအီးနဲ့ရောက်တန်လိုင်း TV အဆာဟီတို့ဘက်ကတော့ဒီသတင်းတွေအပေါ်တရားဝင်တုတ်ပြန်ပြောဆိုရှင်မရှိသေးပါဘူး။ ဒီ series ကိုထုတ်လွှင့်တဲ့ TB Asahi ရုပ်တံလိုင်းကတော့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ညှင်းဆန်းခဲ့ကြ Asahi သတင်းစာကရေးသားဖော်ပြထားပါတယ်။တချို့ပရိသတ်တွေကတော့ Super Sentai ဆိုတဲ့နာမည်ကိုဒါဖြတ်သိမ်းတာဖြစ်ပြီး Super Hero ပုံစံမျိုးအစ်တစ်ခုနဲ့ပြန်လည်စတင်နိုင်တယ်လို့လည်းထင်ကြေးပေးနေကြပါတယ်။ ဒါကြောင့်ဒီဇက်လန်တွေကိုနမူနာညူရိတ်ကူပြန်ကြနေတယ်အမေရိကန်ပါရင်ဂျာဇက်လန်တွေတွေအပေါ်ရောဘလို့တက်ရောက်မှုတွေရှိလာနိုင်ပါသလဲဒီစူပါဆန်တိုင်းဇက်လန်တွေဟာ1992နှစ်တွေကတည်းကအမေရိကန်မှာအောင်မြင်ခဲ့တဲ့ပါဝါရိန်ဂျာကို မွေးထုတ်ပေးခဲ့တာပါ ပါရန်ဂျာဇလန်တွေဟာဂျပန်ရဲ့စူပါစန်တန်ရုပ်ရှင်အပိုင်းစာတွေအထူးပြုလုပ်ချက်တိုက်ခိုက်ခံတွေနဲ့ဇက်ကောင်ဝတ်ဆောင်တွေကိုယူပြီးအမေရိကန်တရုတ်ဆောင်တွေနဲ့အပိုင်းတတကိုပြန်ရိုက်ကူးလေးရှိပါတယ်။အခုတော့စူပါစန်တန်ပြီးတော့ပြီဆိုတော့အမေရိကန်ရဲ့ပါရန်ဂျာအတွက်မူရင်းဗီဒီယိုတွေမရှိတော့ဘဲခစ်တစ်ခုရဲ့အဆုံးသက်ကိုပေါ်ပြနေတယ်လို့တုံ့တက်ရပါတယ်။ ပါရန်ဂျာဆက်လန်တွဲကလည်းမကြသေးမီကအမေရိကမှာအဓိကဆက်ကြောင်ပြီးဆုံးသွားခဲ့ပါပြီ။ဒါကြောင့်ပါရန်ဂျာရဲ့မူရင်းဂျပန်ဖခင်ကြီးစူပါဆန်တိုင်းဆက်လန်တွဲဟာတမိုင်းဝင်90မိနစ်တာကိုအဆုံးသတ်တော့မဲ့တဲ့တင်တွေဟာတိုကူဆာဆုလို့ခေါ်တဲ့အထူးပြုလုပ်ချက်ပါတဲ့ဂျပန်ရုပ်ရှင်နဲ့ပဲအတွက်တကယ်ကိုကြီးမားတဲ့ဆုံးချုပ်မှုကြီးတစ်ခုဖြစ်ပါတယ်။ ဒီဇလန်တော်တွေကိုမြန်မာပြည်သက်တွေအထူးသဖြင့်ကလေးနဲ့ဆယ်ကျော်သက်အရွယ်တွေနင်းနစ်ချက်ချိုင်အားပေးကြည့်ရှုခဲ့ကြသလိုသူတို့ရဲ့စူပါဟီးရိုးတွေအဖြစ်ခံယူလေးရှိကြပါလေ။ဒါကြောင့်ပါရန်ဂျာဝတ်စုံနဲ့လက်နက်တွေနဲ့ပုံတူထုတ်လုပ်တဲ့ထုတ်ကုန်တွေဟာမြန်မာကလေးတွေကြားဆွဆွလန်းလန်းဝယ်ယူဝတ်ဆင်စော်ကစားလေးရှိကြပါလေ။ဂျပန်နဲ့အမေရိကန်တို့ပါရန်ဂျာဇလန်တော်တွေကို တိုင်းနဲ့တက်ခဲ့တဲ့အသက်35နှစ်အရွယ်အမျိုးသားတဦးကတော့အခုလိုမတ်ချက်ပေးပါဗျ။ဝမ်းနည်းစရာတည်တည်မဲ့ဗျ။ကျွန်တော်ငယ်ငယ်တုန်းကအလွန်ကိုကြိုက်ခဲ့ရတဲ့ဇာတ်လမ်းတွေရောကိုကိုတိုင်းနဲ့မလွတ်လပ်ခဲ့တဲ့ငယ်ဘွားရန်သူတွေများခဲ့တဲ့ငယ်ဘွားမှာသူတို့လိုလူဆိုးတွေကိုအလွယ်တကူချင်းချင်ခဲ့တာပါ။အခုဒီလဲစူပါဟီးရိုးတယောက်လို့နိုင်ငံရဲ့ခက်ခဲတွေရန်သူတွေအထူးတပြည့်အာနာရှင်တွေကို ရှင်းပြလိုက်ရှင်ပါတယ်လို့ပြောပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ channel လေးကို subscribe လေးလောက် like လေးနိုင်ပြီးသဘောထားမှတ်ချက်တွေဝင်ပေးသွားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။မြမပြည်သူပြည်သားအပေါင်းလိုအင်စင်နာတွေပြေးပါပြီးကိုကျမ်းမာစိတ်ချမ်းသာကြပါစေရှင်။